ူကြီးတွေအတွက်ကတော့နည်းနည်းလေးအချင်းချုပ်ပြီးတော့ပဲပြောရမယ်ဟုတ်လားလူကြီးတွေအတွက်ပြောရင်တဲ့တရားဒေသနာကဘာတဲ့တော့နာကုလပိတာတုတ်တာအဲ့ဒီတုတ်တံကလည်းပဲအလွန်တရာမှနော်တန်ဖိုးရှိတဲ့တူတူလေးနဲ့အရန်မှထိရောက်တဲ့ဒေသနာတစ်ခုလို့ဆိုနိုင်တယ်နော်မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကိုတားလို့ချစ်ကြတဲ့နာကုလပိတာနာကုလမာတာဆိုတဲ့တခါကြီးဒီမှာယဇနီးမောင်နှံသူတို့ရဲ့အကြောင်းကို လူတိုင်းလူလိုကြားဘူးပါတယ်ဟုတ်လားဘောဘပေါင်းများစွာမြတ်စွာဘုရားကိုတာတော်ခဲ့တာရှိတယ်တူတော်ခဲ့တာရှိတယ်နော်မြတ်စွာဘုရားရဲ့အဖေအမေတွေဦးကြီးတော်ကြီးဦးလေးတော်လေးအမျိုးမျိုးတော်ခဲ့တာတွေရှိတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီတန်ရောစဉ်အဲ့ဒီမြစ်တာအရှိန်တွေကဒီဘဝထိလိုက်ပြီးတော့ရိုက်ခတ်တယ်ပေါ့ဟုတ်လားအဲ့ဒီတကကြီးကတနေ့တော့မြတ်စွာဘုရားဒီကိုရောက်လာတယ်ရောက်လာပြီးတော့သူမြတ်စွာဘုရားကိုဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်အသက်ကြီးလာပါပြီတဲ့နောက်ဆုံးအရွယ်ကိုရောက်နေပါပြီ ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းကိုပဲအခမ်းအခက်နေတယ်တဲ့။ဒါကြောင့်ဖျားမှုရှိတဲ့ယဟန်တန်ဃာတွေကိုနောက်ထပ်ဖူးမြော်ဖို့ဆိုတာတပည့်တော်အတွက်မသေးကြတော့ဘူးတဲ့။ဒါကြောင့်မလို့အခုလိုတွေ့တုံးကြုံတုံးလေးမှာတပည့်တော်အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားများဟောတော်မူပါလို့လို့မြတ်စွာဘုရားကိုလျှောက်တယ်။သူပြောတဲ့စကားလုံးလေးတွေကစပြည့်ရစရာမရှိဘူးနော်။သူပြောတာလေးတွေကဟုတ်လား။သူအသက်ကြီးလာပြီတဲ့။နောက်ဆုံးရွယ်ရောက်နေပြီ။ခန္ဓာကိုယ်ကြီးကလည်းအမြဲတမ်းခံရခက်နေတယ်။ ဒါကြောင့်ဖျားမှုရှိတဲ့တန်ခါကိုနောက်ထပ်ထပ်ပြီးတော့မြင်ရဖို့ဆိုတာသူ့အနေနဲ့သိပြီးတော့မသေးကြဘူးအသက်ကလည်း80ကျော်ပြီပေါ့ဒါကြောင့်အခုလိုတွေ့တုံးကြုံတုံးလေးမှာအရှိသဖြင့်အကျိုးရှိမဲ့ဒီကရတန်ဟိတာယနော်အရှိသဖြင့်အကျိုးရှိမဲ့ဒီအကြောင်းအရာလေးတွေကိုသူ့ကို ပြောပြပါအောင်အဲ့လိုလျှောက်တော့မြတ်စွာဘုရားကဧဝမေတံဂါပတိဧဝမေတံဂါပတိတခါကြီးတဲ့တခါကြီးပြောတဲ့စကားပြောတဲ့အတိုင်းမှန်နေတဲ့ ဟုတ်တယ်တဲ့ခန္ဓာကိုယ်ကြီးကဒီရွယ်ရောက်နေပြီဒီအသက်လောက်ကြီးနေပြီဆိုမှတော့ကောက်နိုင်စရာမရှိဘူးပေါ့နော်အမြဲတမ်းနားနေမှာပဲအဲ့ဒီမှာဆက်ဆက်ပြီးတော့မြတ်စွာဘုရားခန္ဓာကိုယ်ရဲ့တဘာဝတရားလေးတွေကိုနော်စိတ်ဝင်စားပွဲမြတ်စွာဘုရားဟောပြတယ်။မပြောတုံဆိုတော့အတုရောဟာယံကာယောဂဟပတိအန္တဘုဒ္ဓပရိယောနတ်တော်တဲ့။ဒီကသမားတို့ဦးဇင်းတို့ရထားတဲ့ဒီခန္ဓာကိုယ်ကြီးကိုစကလုံးလေးသုံးလုံးသုံးပြီးတော့မြတ်စွာဘုရားအတိပ္ပယ်ဖွင့်တယ်လို့ဆိုနိုင်တယ်။ နော်ဒီခန္ဓာကိုယ်ကြီးဆိုတာတဲ့အတုရာတဲ့နာနေတဲ့သဘောရှိတယ်တဲ့နော်ဒီကဓမ္မဥစဉ်တို့ရထားတဲ့ခန္ဓာဆိုတာဗားတဲ့တော့နာနေတဲ့သဘောရှိတယ်တဲ့ဒီနေ့မှာနာတယ်ဆိုတာကအော်ဟစ်ညင်ညူနေရမှနော်စီယုံစီကံတော့အလောင်းအောင်ပြင်းပြင်းထန်ထန်နာခြင်းနေမှနာတယ်လို့ဆိုတာမဟုတ်ဘူးနော်ညောင်းလို့နေရပြောင်းလဲရတယ်ရားလို့ကုတ်လဲရတယ်ဒါဘာလို့နေရတော့အရှင်မပြေလို့ပြေအောင်လုပ်နေရတာပဲလေမြင်တဲ့ဖို့လို့တဲ့ဟုတ်လားအတုရာတဲ့နာခြင်းနေတယ်တဲ့ဒီခန္ဓာကိုယ်ကြီးက တော့အဲ့ဒီနားတဲ့ဆိုတာကိုဦးဇင်းတို့မင်းကွန်းဆိုတော်ဘုရားကြီးကနော်ပြိတ္တကတော်မှာလာတဲ့အစုံမတွေနဲ့အညီနားတဲ့ဆိုတာသုံးမျိုးရှိတယ်လို့ဆိုကြီးကရှင်းပြတာရှိတယ်။နော်နားတယ်ဆိုတာတဲ့အသက်ကြီးလာလို့နားတာရှိတယ်တဲ့စရာတူရဟုတ်လားအသက်ကြီးလာပြီဆိုလို့ရှိရင်အလိုလိုနေရင်လည်းကိုပဲနားလာတော့တာပစ္စည်းတွေကအကုန်လုံးဆုတ်ယုတ်သွားတော့တာအည်သွေးတွေကကျသွားတော့တာဆိုတာဟုတ်လားဒါကြီးလို့နားတာပေါ့နော် နောက်ဒုတိယနာရပါလဲဆိုတော့ရောဂါတူးတာတဲ့အနာရောဂါနှိမ့်ဆက်လို့နာတာနာကြီးမကြသေးပဲနဲ့အသက်သိပ်မကြီးသေးပဲနဲ့တချို့လူငယ်လေးတွေနှက်ဆေးရုံဆေးကန်းနဲ့မပြတ်သွားပြီးတော့ခန္ဓာကိုယ်ကြီးရဲ့နှိမ့်ဆက်တာကိုခံရတာမရှိဘူးလားကလေးဆေးရုံကလေးအထူးကဒါတွေရှိနေတာကိုစဉ်းစားကြည့်ပေါ့နော်ငယ်ငယ်လေးနဲ့နာနေကြတာဟုတ်လားဒါပါဘလို့တော့ယောဂါနှိမ့်ဆက်လို့နာရတာနောက်တတိယမြောက်နာခြင်းကဘာတော့ဆိုတော့ကိလေသာတူတာကိလေသာတူတာဆိုတာက ူလောင်စီတဲ့လောဘဒေါသမောဟတို့ကြောင့်ဒီစိတ်နာရတာဒါကြတော့ဥစဉ်တို့ဉာဏ်ရှိမှသိနိုင်တယ်ပေါ့နော်လူကျင်မမောမှုတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဟုတ်လားမကြည်နဲ့တဲ့ဒေါသတွေဖြစ်ရတာလူနာတယ်ဆိုတာကိုသိဖို့လိုတယ်ဒေါသဖြစ်ရတာလူနာတယ်ဆိုတာတော့ရမ်းထင်ရှားရနော်လောဘဖြစ်ရတာနာတယ်ဆိုတာတဲ့ဒေါသဖြစ်ရတာနာတယ်ဆိုတာဘူးမထင်ရှားဘူးလားထင်ရှားတယ်နှလုံးယောဂါတို့သွေးတို့ယောဂါတို့ရှိရင်နာလုံးမကနာပြီးတော့ဘာဖြစ်သွားတော့သေသွားတော့တောင်ရှိရနော်သေအောင်တတ်တာတောင်ရှိတယ်ဟုတ်လား ဒါကြောင့်ပေးတဲ့ဘောင်းသူတော်တို့ခန္ဓာကိုယ်ကြီးရပါတဲ့တော့အကြောင်းမျိုးမျိုးကြောင့်နာနေတယ်တဲ့အတုရပြီးတော့ပြောတော့အန္တဘူတောတဲ့ခန္ဓာကိုယ်ကြီးဆိုတာ ဥတလုံးနဲ့အရန်တူတယ်တဲ့ကြက်ဥတို့ဘဲဥတို့နဲ့တူတယ်လို့ပြောတာနော်ဈေးမှာအဲ့ဒီလိုဥတွေသွားဝတဲ့အခါမှာပုံတော်ကရောပြစ်စလက်ခကင်တွယ်လို့မရဘူးနော်အရန်ကိုဂယုတစက်ယူရနဲ့ဘာလို့ရတော့ကင်ရတာပါဘူးလို့တော့ထိမိခိုင်မိတာနဲ့သူကခွက်ကနေဆိုဘာဖြစ်သွားမှာတော့ပွဲသွားမှာ ခန္ဓာကိုယ်ကြီးဆိုတာအဲ့လိုမျိုးအရင်မှပျက်စီးလွယ်တယ်။အရင်မှယူရတဲ့သဘောရှိတယ်ဒါကိုပြောတာ။ဟုတ်လား။ပြီးတော့ဗာပြောတော့ပရိယောနတ်တော်တဲ့အလွန်ပါလွာတဲ့အည်ပါလေးနဲ့အုပ်ထားတာတဲ့။ခိုင်ခိုင်မာမာကြီးတိဆောက်ထားတာမဟုတ်ဘူး။ဆူလေးနဲ့ချင်းမိတာအစားတိုက်မိခိုင်းမိတာအစားသွေးထွက်လာပြီးတော့အမျိုးမျိုးကြီးကျယ်တဲ့ပျက်စီးမှုကြီးကိုရောက်သွားတာမျိုးတွေတောင်ရှိတတ်တယ်။ဟုတ်လား။ခန္ဓာကိုယ်ရဲ့တိဆောက်ထားပုံဟာအခိုင်အမာတိဆောက်ထားတာမဟုတ်ဘူး။ဒီကလေးဦးစင်ကစဉ်းစားကြည့်တယ်။ ကံအရှိန်အယံကောင်းလွန်းလို့တာဒါကသမတို့ဥစဉ်တို့ခန္ဓာကိုယ်ကြီးကမပြတ်တာပြည့်စည်ရတော့တော်တော်ကိုကောင်းတယ်ဘယ်နာလေးမှခိုင်ခိုင်မာမာတိဆောက်ထားတာမရှိဘူးဟုတ်လားထဲထဲကကလီစာတွေကုထာတာတွေအလုတ်လုတ်ပုံကိုလေ့လာကြည့်ရင်ပိုးတောင်ပြည့်စည်ရကောင်းလာပါလားဆိုတာသိနိုင်တယ်ဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားဘယ်လိုဟောတော့ပရိယောနတ်တော်တဲ့ပါလာတဲ့အကြီးပါလေးနဲ့အုပ်ထားတာခိုင်ခိုင်မာမာကြီးတိဆောက်ထားတာမဟုတ်ဘူးအဲ့လိုမြတ်စွာဘုရားခန္ဓာရဲ့သဘာဝလေးကိုပြောပြပြီးတော့ လွန်တန်ဖိုးရှိတဲ့တနည်းအားဖြင့်ဗုဒ္ဓဘာသာတွေထဲမှာအလွန်မှလည်းပဲအသုံးတင်တဲ့ဒေသနာလေးတစ်ခုအဲ့ဒီမှာပြောတယ်။အားပြောတယ်ဆိုတော့ယောဟိဂါပတိဣမံကာယပရိဟာရံတော်မောဒံပိအာရောက်ခြင်းပရိဇာနေယကိမေညတရဘာလာတခါကြီးတဲ့အဲ့ဒီလိုသဘောရှိတဲ့ခန္ဓာကိုယ်ကြီးမျိုးကိုဆောင်ရွက်နေရရဲ့နဲ့မြန်ကိုကိုကိုတခဏမျှကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ရှင်အဲ့ဒီပုံကမိုက်မဲလို့ပါတဲ့ တော့ဒီစကားလေးသေးချာလေးစွဲသေးခြင်းနဲ့ဟုတ်လားဒီလိုမကောင်းတဲ့ခန္ဓာကိုယ်ကြီးမျိုးကို ရွက်ဆောင်နေရရဲ့နဲ့များကိုကိုကိုတခဏလောက်နေကောင်းပါတယ်လို့ပြောခဲ့မယ်ဆိုရင်အဲ့ဒါဘာလို့မိုက်မဲလို့ပါတဲ့လူမိုက်မလို့ကိုကိုကိုကောင်းတယ်လို့ပြောတာတဲ့အဲ့လူမိုက်ဆိုတာဒီနေ့မှတက်ဖြတ်ခိုးဆိုတောင်းကြံလူရဲ့နေတဲ့လူမိုက်မျိုးကိုဆိုလိုတာမဟုတ်ဘူးနော်ဘဝခန္ဓာအကြောင်းကိုအမှန်ကန်မသိတဲ့လူကိုဒီနေ့မှဘာလို့ပြောတော့လူမိုက်လို့ပြောတာ ဲ့ဒါခုပြောနေတဲ့လူရောနားထောင်နေတဲ့လူတွေရောအဲ့ဒီလူမိုက်ရှင်းထဲမှာဝင်တယ်။ဟုတ်တယ်မဟုတ်လား။ပြောတယ်မဟုတ်လား။တခဏမြတ်ကျမ်းမာပါတယ်လို့ပြောတာအဆင်တောင်မကဘူးနော်။ဒီနှစ်ကျမ်းမာကဟာဒီနှစ်ကတော့မဆိုးဒီနှစ်ကျမ်းမာရေးတော်တော်ကောင်းတယ်။နှစ်နှစ်ချီပြီးတော့ဝင်ခန္ဓာတော်မရှိဘူးလား။ရှိရနော်။လက်စွာဘုရားပါပြောတော့မူဟုတ်တံပြီးအာရောက်ကျံပြိဇာနေရနော်။တခဏလေးလောက်ကောင်းတယ်လို့ပြောခဲ့မယ်ဆိုရင်တောင်ကိမင်ညတရပါလား။အဲ့ဒါမိုက်မဲခြင်းကလို့လို့တခြားအကြောင်းမရှိဘူး။တကယ်မသိလို့ပြောတာတဲ့။ဟုတ်လား။ သတိပဋ္ဌာန်တရားကိုစောစောမြဲမြဲအားထုတ်ကြည့်ခန္ဓာရဲ့အကြောင်းကိုအထိုက်လျောက်သိတဲ့ဉာဏ်ရလိမ့်မယ်အဲ့လိုဆိုလို့ရှိရင်ဒီဒေသနာမျိုးတွေကိုရိပ်မိနိုင်တယ်သတိလေးသာထားပြီးတော့ကြည်နေဟုတ်လားဩခန္ဓာကိုယ်ကြီးကတခဏလေးတောင်မကောင်းလို့ဘုရားဟောတာမှန်လိုက်တာဆိုတာကိုသိနိုင်တယ်စာထဲမှာရှိတယ်ပေတရုလည်းမှတ်သားဖို့မှာပါဒုက္ခလက္ခဏာကိုဣရိယာပုတ်ဖုံးတယ်တဲ့ကြားဦးတယ်မဟုတ်လားဒုက္ခလက္ခဏာကိုဘာဖုံးနော်ဣရိယာဖုံးတယ်ဣရိယာပုတ်ဆိုတာဘာတော့ အမှုရာနေထိုင်မှုပုံစံမျိုးစုံပေါ့နော်။ခွာနည်းနည်းလောက်အဆင်မပြေလိုက်ရင်တခါလေးပြောင်းပြေးလိုက်ပြီလေ။ဟုတ်လား။အဲ့တော့ဒီအဆင်မပြေတာတွေကစိတ်ထဲမှာပါတော့သိပြီးတော့အထင်ရှားအောင်။ငြိမ်ငြိမ်လေးထိုင်ပြီးတော့ကြည်ကြည်ပါလား။ခန္ဓာကိုယ်ကြီးကဘလို့ဖောက်ပြန်လာလဲ။ဘလို့နှိမ့်ဆက်တယ်လဲ။ဘလောက်အဆင်မပြေတာတွေများလဲဆိုတာကိုမသိနိုင်ဘူးလား။သိနိုင်တယ်နော်။အဲ့တော့မြတ်စွာဘုရားပထမပြောလိုက်တဲ့စကားလေးပဲ။ဒီလိုခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နေမြကိုကိုကိုတခဏလောက်ကောင်းတယ်လို့ပြောမယ်ရှင်ဒီလိုဟာမိုက်မဲလို့ပြောတာတဲ့ ဲ့လိုမျိုးဆိုပါပဲအမင်းရှိပြီးတော့နော်တတ္တမတိဟာအေဝံတိတ်ခိတ္တဗံတခါကြီးဒါကြောင့်မို့လို့ခုငါပြောတဲ့တိုင်ကျင့်ရမယ်တဲ့လို့ကျင့်ရမှာတော့အတုရကာယတမေတ္တောစိတ်တံနာတုတံဘောဟိတတိတဲ့တော့ဒီစကားလေးကတော့ပြောရလို့ရှိရင်အလွန်အသုံးတွင်တဲ့စကားလေးတစ်ခုပဲအလွန်လည်းပဲဗုဒ္ဓဘာသာနယ်ပယ်မှာခစ်စားတယ်လို့တောင်ပြောမှရှင်ပြောလို့ရတယ်ဟုတ်လားအတုရကာယတမေတ္တောစိတ်တံအနာတုတံဘောဟိတတိ ဒီခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲငါရဲ့စိတ်ကိုတော့မနာအောင်ငါနေမယ်လို့သင်အဲ့လိုကျင့်ရမယ်တဲ့ဟောလူနာတော့လည်းပဲစိတ်မနာအောင်နေရမယ်လို့ကျင့်ရမယ်တဲ့ဘလောက်ကောင်းတော့နော်ဒါအသက်ကြီးတဲ့လူတွေအတွက်အလွန်မှအဝင်ဝင်ကြဖြစ်တဲ့ဒေသနာတစ်ခုလို့မဆိုနိုင်ဘူးလားနော်နားတယ်ဆိုတာငယ်တဲ့လူတွေတဲ့ကြီးတဲ့လူတွေကပို့ပြီးတော့နားတယ်အကြောင်းမများဘူးလားနော်ငယ်တဲ့လူတွေနားတယ်ဆိုတာကံဆိုးလို့နားတာဟုတ်လားကြီးတဲ့လူတွေနားတာကံဆိုးဆိုးကောင်းကောင်းနားမှာပဲသူကနားချင်းကြလာပြီဟုတ် ဟုတ်လားဒါကြောင့်ရေဘူးရပြောရလို့ရှိရင်တော့အသက်ကြီးတဲ့လူတွေကပို့ပြီးတော့နားရရတယ်ပေါ့ဟုတ်လားအဲ့လိုနားလာတိုင်းနားလာတိုင်းအဆင်မပြေတိုင်းမပြေတိုင်းဒီဒေသနာလေးကိုသတိရမိဖို့မလိုဘူးလားလူနာတော်လည်းပဲစိတ်မနာအောင်နေရမယ်ဆိုတဲ့မြတ်စွာဘုရားအဆုံးပါအဲ့တော့ဒီနေ့မှာလူငယ်လေးတွေပါစဉ်းစားဖို့အရင်တစ်ခုဖြည့်ဆွတ်ပြီးတော့ပြောချင်တာလေးရှိတယ်ဘဝဆိုတာကရုပ်ပိုင်းဆိုင်ရာရဲ့နာမ်ပိုင်းဆိုင်ရာရဲ့ဒီနေ့မျိုးပေါင်းပြီးတော့တိဆောက်ထားတာဒါလူတိုင်းလက်ခံတဲ့နားလေတဲ့နော်အဲ့တော့ရုပ်ပိုင်းဆိုင်ရာကိုဝေဖန်ကြည့် ရုပ်ပိုင်းဆိုင်ရာကကောင်းတဲ့ကောင်းအောင်ဦးစင်တို့လုပ်လို့မရအောင်ရုပ်ပိုင်းဆိုင်ရာကမွေးလာတဲ့ကစပြီးတော့သူကအည်သွေးကျပြီးတော့ဆိုးတဲ့ဘက်ကိုဥတည်ပြီးတော့သူကအချိန်နဲ့သွားနေတာသူ့ကိုထိန်းလို့မရဘူးဦးစင်တို့တွေသားတဲ့သားပို့ပြီးတော့ဆိုးလာမယ်တလတဲ့တလတနှစ်တဲ့တနှစ်ပို့ပြီးတော့သူကမလုပ်လာဘူးဆိုးလာမယ်ဒီလိုနဲ့ပဲလုံမပပြီးတော့ကျွတ်တော့သွားမှာရုပ်ပိုင်းဆိုင်ရာကိုကျွတ်တော့ကောင်းအောင်လုပ်လို့မရအောင်ဘလောက်တိုးတက်တယ်လို့ပဲပြောပြောဘာပဲပြောပြောမရအောင်ဒါရုပ်ရဲ့သဘာဝပါနော်နောက်ဆုံးဘယ်ထိပြည့်မလို့ထင်တော့ ပုတ်ပွားနန်းစောသည်ထိပြတ်သွားမှာနော်အခုပုတ်နေတာနန်းနေတာကိုအခုရှင်သန်းနေသေးတော့ပြုတ်ပြင်းနေသေးတော့ထိနိုင်သိနိုင်သေးတယ်ပေါ့နောက်တကယ်ပြတ်သွားပြီရှင်မထိနိုင်မသိနိုင်တဲ့အဆင့်ထိဘာဖြစ်သွားမှာတော့ဖောက်ပြန်ပြောင်းလဲပြည့်ရှိမယ်အဲ့ဒီလိုရှင်ကျန်တဲ့လူတွေကလက်မခံနိုင်တော့ဘာလုပ်မလို့မြည်ကြီးတဲ့မြုပ်မဲမီးရှို့မဲရေတဲ့ပြစ်ချလိုက်မယ်ပေါ့နော်ရုပ်ပိုင်းဆိုင်ရာပြင်လို့မရအောင်ပြင်လို့မရဘူးဆိုတာကဟိုလုံးဝပြင်လို့မရဘူးလို့ဆိုလိုတာမဟုတ်သူ့ကိုကောင်းတဲ့ကောင်းလို့လို့မရဘူးလို့ပြောတာ ဟုတ်လားဘလို့ဘလို့ဖေးပြင်ပြင်ပြီးရင်မလုပ်မှာတော့ပြက်မှာပဲဆိုတာကိုပြောတာနံပိုင်းဆင်ရကြတော့အဲ့လိုမဟုတ်ဟုတ်လားသူ့ကိုကောင်းတဲ့ကောင်ဦးရှင်တို့ဂျိုးပန်းအထုတ်လို့ရတယ်အမြတ်စွာဘုရားအဆုံးအမတွေဆိုတာအဲ့ဒါလုပ်ဖို့အတွက်ဦးရှင်တို့လေ့လာကြရတာပဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့စိတ်ကိုကောင်းတဲ့ကောင်လုပ်လို့မရဘူးလားအဲ့လိုကြီးမန်းကျက်တဲ့ကျုပ်တို့လုပ်ကြရမှာနော်အဲ့တော့စိတ်ကိုကောင်းတဲ့ကောင်ဘယ်ထိသွားမှာတော့ပြောရရင်ရဟန္တာဖြစ်တည်တည်ကြီးမန်းကျက်ထားပြီးတော့လုပ်ရမှာ ဒီလုပ်ငန်းရှင်ကြီးကဒီရီမန်းချက်ကြီးကဒီတဘောနဲ့တောင်မှမလုံလောက်ဘူးဒီဘောနဲ့မပြီးပြတ်သေးဘူးဆိုရင်နောက်ဘောဒီဆက်ပြီးတော့ဒီဟာကိုဆက်လုပ်မယ်မရမချင်းမပြီးမချင်းဆက်ပြီးတော့လုပ်မယ်ဆိုတဲ့အနေအထားမျိုးနဲ့ဟွာမဟုတ်လားဒါကြောင့်ယုတ်ကတော့သူကရည်သွေးကြ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 လာပြီးတော့သူကတော့ဒီလိုနဲ့လုံမပါပြီးတော့သွားမယ်ပေါ့နော်စိတ်ကတော့အဲ့လိုမဟုတ်တဖြည်းဖြည်းနဲ့မလုပ်တော့အရည်သွေးတက်လာအောင်တန်ဖိုးရှိလာအောင်လုပ်လို့မရဘူးလားရတယ်သူကသူအကြောင်းအကျိုးဆက်ဆက်ပြီးတော့မြင့်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 သွားအောင်လုပ်ရမှာပေါ့နော် ညံနေလဲမြင့်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 တော့လိုရမယ်ဟုတ်လားအတော့အဲ့စကားလေးကိုအခုမြတ်စွာဘုရားဟောပြတဲ့ဒီခန္ဓာကိုယ်ကြီးနာနေတော့လဲပဲစိတ်မနာအောင် နေရမယ်ဆိုတဲ့အစုံမလေး ਨੇ ဆက်ဆက်ပြီးတော့စဉ်းစားရမကောင်းဘူးလားကောင်းတယ်အဲ့လိုမြတ်စွာဘုရားကနဂုလပိတာတခါကြီးကိုအဲ့ဒီအစုံမလေးကိုပေးတော့တခါကြီးကအယမ်းမှသဘောကျတယ်သူနားလဲလဲတဲ့တရားစိတ်ဒီအယမ်းချမ်းသာပြီးတော့မြတ်စွာဘုရားကိုရှိခိုးဥချနှုတ်ဆက်ပြီးတော့သူပြန်လာတယ် ပြန်လာတော့သူလမ်းမှာဘဲဝင်တော့ဆိုတော့ရှင်သာတိပုတ္တရာစီကိုဝင်တယ်။မြတ်စွာဘုရားကိုချမ်းရမ်းပြီးတော့သတင်းသုံးနေကြတယ်မထေမြတ်ကြီးတွေကလည်းကြောက်မှရှိတာဟုတ်။အဲ့ဒါရှင်သာတိပုတ္တရာတိရောက်တဲ့အခါကျတော့သူကရှင်သာတိပုတ္တရာကိုအယံကြည်ညိုတာဆိုတော့အယံလည်းရင်းနှီးတယ်။အဲ့ဒါရှင်သာတိပုတ္တရာတိရောက်တော့ရှ िख ုဦးချပြီးတော့သူထိုင်တော့ရှင်သာတိပုတ္တရာကသူ့ကိုမိန့်ရှိတယ်။တခါကြီးတဲ့တင့်ကြည့်ရတာမျက်နာကိုကြီးလင်လန်းဆန်တက်ကြွလာတာပဲတဲ့တော်တော်လေးချမ်းသာလာပုံရတယ်။ဤကဏမြတ်စွာဘုရားအသင်ကို တရားရေတိုက်လိုက်ပုံရတယ်တော့သုံးပုံလေးနော်တရားရေတိုက်လိုက်ပုံရတယ်တဲ့အဲ့လိုမင်းရှိတော့တကကြီးကဟုတ်တယ်ဗျာတဲ့မြတ်စွာဘုရားတို့ဟိုတရားရေတိုက်လိုက်တယ်ဘလို့တိုက်တော့တို့ကိုတဆင့်ပြန်ပြီးတော့ပြောပါအောင်ဆိုတော့တကကြီးလူနာနေတော့လည်းပဲစိတ်မနာအောင်နေရမယ်လို့မြတ်စွာဘုရားတို့ရောအဲ့ဒီအဆုံးမလေးပေးလိုက်တယ်ဗျာအဲ့လိုလျှောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကညံကြီးတဲ့ပုံကိုပြီးပြီး ဘာမင်းရှိလဲဆိုတော့တခါကြီးတဲ့အဲ့ဒါလိုမြတ်စွာဘုရားတင့်ကိုဟောတဲ့ခါမှာမြတ်စွာဘုရားလူနာတော်လည်းပဲစိတ်မနာအောင်နေရမယ်ဆိုတော့ဟုတ်ပါပြီအဲ့ဒါစိတ်မနာအောင်ကဘယ်ပုံပဲနီးနေရမှာတုံးလို့အဲ့ဒါလိုမမေးခဲ့ဘူးလားတဲ့ဟောအရင်မှအရေးကြီးတဲ့မိကုံကကြံနေတာနော်တကယ်ဆိုရင်မေးခဲ့တဲ့တာပေါ့သူမေးခဲ့သလားမမေးခဲ့ဘူးနော်လူနာပြီးတော့စိတ်မနာအောင်လူသာနာပါစေစိတ်မနာပါစေနဲ့လို့မြတ်စွာဘုရားဟောလိုက်တယ်တကယ်ဆိုရင်မေးခဲ့တဲ့တာပေါ့ ရသော်ဗျာစိတ်မနာအောင်ကတပည့်တော်ဘလို့နေရမှာတော့ဟောလောရှင်သာတိဗုဒ္ဓါထောက်ပြမှာပဲဒီမိကွန်းလေးကတော့မိခဲ့တဲ့မန်လိုအပ်မန်သိရတယ်ဟုတ်လားအဲ့တော့တကကြီးကမြတ်စွာရှင်သာတိဗုဒ္ဓါကိုရှင်ဗျာတဲ့တပည့်တော်အဲ့လိုတော့မမေးခဲ့ရဘူးပေါ့အဲ့တော့အဲ့ဒီမိကွန်းရဲ့အဖြေကိုအရှင်ဗျာပဲဖြေပါအဲ့ဒီတော့မှရှင်သာတိဗုဒ္ဓါကအဲ့ဒီတကကြီးကိုပြောပြတာလူနာတော်လည်းပဲစိတ်မနာအောင်ဘလို့နေရမလဲဆိုတဲ့နီလန့်ပေါ့ဒါလေးကအလွန်မှအရေးပါတယ်လို့ထင်ပါတယ်ဟုတ်လား လူလဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုံကူမျိုးကတမျိုးတဲ့လူသာနာတာစိတ်မနာကြဘူးဆိုတဲ့ပုံကူတွေကတမျိုးတဲ့ပုံကူနှမျိုးရှိတယ်ဆိုပြီးတော့အဲ့ဒါကိုခွဲချမ်းပြီးတော့ဟောတာဟုတ်လားအဲ့လိုဦးဇင်းတို့ဟောတဲ့နေရာမှာမထေမြတ်ကြီးကခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ဟောပြတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာ၅ပါးရဲ့အကြောင်းကိုနည်းနည်းလေးတော့ပြောမှဖြစ်မယ်ဟုတ်လားခန္ဓာဆိုတဲ့ပါဠိစကားကဗမာလိုအဓိပ္ပာယ်ဘယ်လိုရလဲအစုအဝေးအဖွဲအစည်းအပေါင်းအစုအစုအပေါင်းဒီလိုအဓိပ္ပာယ်ရတယ်ဟုတ်လား အဲ့တော့အဲ့ဒီအဖွဲ့အစည်းအစုအပုံကြီးကဘယ်နှမျိုးရှိတယ်လို့ကြားဘူးတော့၅မျိုးရှိတယ်ပေါ့နော် ဖောက်ပြန်တတ်တဲ့သဘာဝတရားတွေရဲ့အစုဝေးကြီးကတဘုံဖောက်ပြန်တတ်တဲ့တရားကပါဠိလိုယူပအစုဝေးကခန္ဓာယူပခန္ဓာပေါ့ဟုတ်လားနန္တရားအစုဝေးနမခန္ဓာကြီးကဘယ်နှပုံရှိတော့၄ပုံရှိတယ်နန္တရားကရှုပ်ထွေးလို့ကျဲပြန့်လို့နဲ့နဲလို့သူ့ကို၄ပိုင်းပိုင်းပြီးတော့ဟောတယ်ဟုတ်လားခန္ဓာမှု အစုဝေးဝေဒနာခန္ဓာ မသားမှုအရှုဝေးသင်္ချက်ခန္ဓာရှေ့ဆုံးမှုအရှုဝေးသင်္ခါရခန္ဓာတိမှုအရှုဝေးဝိညာဉ်နဲ့ခန္ဓာအရှုဝေးကြီးဟုတ်လားဒီအရှုဝေးကြီး၅ခုကပေါင်းစုပြီးတော့ကျွတ်တို့မလုပ်နေတော့အလုလုနေတာပေါ့ပုဂ္ဂိုလ်တ attva ဆိုတာတကယ်မပါဘူးနော်တဘာဝတရားတွေသူအတူစနစ်တကျပေါင်းဆက်ပြီးတော့မလုပ်နေတော့အလုလုနေတာစနစ်တကျပေါင်းဆက်နေလို့သွားတယ်လာတယ်ပြောတယ်ဆိုတဲ့အဲပြောလို့ရှိရင်အစွမ်းရှိတဲ့အရာကြီးတစ်ခုလို့လူတွေရဲ့စိတ်ထဲမှာထင်မှတ်မှားသွားတယ်တနည်းအားဖြင့်ဒီအစွမ်းကိုအတ္တလို့ မိစ္ဆာဒိဋ္ဌိအမြင်အဖြစ်အဲ့လိုမြင်ကြတာပေါ့ဟုတ်လားတကယ်တမ်းကပုဂ္ဂိုလ်တ attva ဟောဟိုတဘာဝတရားတွေသူကသူပေါင်းစနစ်တရားပေါင်းဆက်မိနေပြီးတော့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဘာလို့နေတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘောပုဂ္ဂိုလ်တ attva ဆိုတာမပါဘူးခန္ဓာ၅ပါးအစုအဝေးကြီး၅ခုဖြစ်ပေါ်နေတာအဲ့ဒါကိုလူငယ်တွေနားလည်အောင်နည်းနည်းလေးဦးရှင်တို့ဥမာပြောရမယ်ဆိုရင်နော်ဦးရှင်တို့ဆရာကြီးဥရွှေအောင်ရေးတာလည်းရှိတယ်ဆရာကြီးဥထေအောင်ဟောပြောတာလည်းရှိတယ်အရင်သဘောကြတယ်ဘာနဲ့ဥမာပြတော့ဆိုတော့ ကားနဲ့ဥမာပေးတယ်ဟုတ်လားဟိုအာဖရိကတိုက်ထဲမှာအခုချိန်ထိလူရိုင်းတွေသာသာအလွန်တရာမှလူနေမှုအဆင့်နှိမ့်ကျနေသေးတဲ့တောရွာလေးတွေရှိတယ်အဲ့ဒီရွာတွေကိုတခါမှတော့သိပ္ပံပညာရှင်တွေကသွားပြီးတော့သူတို့ဘဝတွေကိုလေ့လာစုစမ်းကြတာပေါ့အဲ့ဒီရွာကားတခါမှမရောက်ဘူးလို့ကားလမ်းတည်တည်ချာချာဖောက်ပြီးတော့ကားနဲ့ရောက်အောင်သွားတယ်ရွာလူတွေအကုန်လုံးတယောက်မှကားကိုမမြင်ဘူး နော်တယောက်မှမမြင်ဘူးအဲ့ဒါကာကြီးလည်းမောင်းဝင်လာတော့အဲ့ဒီကာကြီးနားကိုတောင်မကတ်ရဲဘူးအဝေးကနေကြည်ကာကြီးကိုကြည့်ပြီးတော့ကာကြီးကိုသူတို့ကဘယ်လိုထင်လဲဆိုတော့အကောင်ကြီးလို့ထင်တယ်တဲ့ဟုတ်လားကာကြီးကိုဘယ်လိုထင်တော့အကောင်ကြီးလို့ထင်တယ်အဲ့ဒါသူတို့ရွာမှာလူကြီးအလဲဆုံးခေါင်းဆောင်လုပ်တဲ့လူကပြောတယ်တဲ့ဒါအကောင်ကြီးရှေ့ကမိသီးနှလုံးကိုလက်ညှိုးထိုးပြီးတော့အဲ့ဒါမျက်လုံးကြီးနှလုံးပဲလို့ပြောတယ်တဲ့ဟုတ်လားဦးနဲ့အတန်ကြီးထွက်ပြီးတော့ပြေးနေတာအဲ့ဒါအကောင်ကြီးမို့ပြေးနေတာကာကြီးကိုဘာလို့ထင်တော့အကောင်ကြီးလို့ထင်တယ်နော် ဒီကသမားတို့ဥစဉ်တို့တွေကြတော့ကာယီကိုအကောင်ကြီးလို့ထင်တဲ့အစဉ်ဟုတ်လားဟုတ်ကာမှာအသက်ဆိုတာမရှိဘူးခံစားတတ်တာလည်းမရှိဘူးဟုတ်လားကာပါလေသူ့အတူအကုန်လုံးစက်ပစ္စည်းအစိအပိုင်းတွေစနစ်တကျပေါင်းစပ်ထားလို့ပြေးကျင်တဲ့အခါမှာပြေးတတ်တယ်ပြေးနိုင်တယ်ဆိုတဲ့အစွမ်းထွက်လာတာဟုတ်တယ်မဟုတ်လားကာရဲ့အင်္ဂါအစိအပိုင်းတစ်ခုစီတစ်ခုစီမှာပြေးတတ်တဲ့စွမ်းရည်ရှိသလားမရှိဘူးနော်ဒါမြင်တတ်ဖို့လိုတယ်နော်စနစ်တကျပေါင်းထားလို့သာလင်ပြေးနိုင်တဲ့စွမ်းရည်ကထွက်လာတာ ပေါင်းတဲ့နေရာမှာစနစ်တကျပေါင်းဖို့လိုတယ်အပုံတော်ကရောရောထားတာနဲ့တောင်မှပြေးနေတဲ့စွမ်းရည်မရှိဘူးကားကိုဖြုတ်ပြီးတော့ဖြားပေါ်မှာပုံထားကြည့်ပါလားပြေးမလားအဲ့ဒီပစ္စည်းတွေအကုန်လုံးထိပြီးတော့ပုံထားလိုက်ပြေးမလားသူ့နေရာနဲ့တူစနစ်တကျအကုန်လုံးပေါင်းဆက်ထားမှသာလေပြေးတဲ့စွမ်းအားဆိုတာထွက်လာတာဟုတ်လားအဲ့တော့ဒီကားထဲမှာပုံကိုတက်တော်သဘောမပါဘူးဆိုတာအရင်မှထင်ရှားတယ်ဘလိုလို့စပြီးတော့ဘလိုတွေလှုပ်တဲ့အစအကုန်လုံးနားလေထားတဲ့အခါကျတော့ကားရဲ့အကြောင်းကိုနားလေလေလေကားဟာ နော်တဘာဝတရားတွေစက်ပစ္စည်းတွေအကုန်လုံးသူ့အတူစနေတကြပေါင်းဆက်ထားလို့ပြီးတဲ့ဆွမ်းအားထွက်နေတာလို့သိရတယ်ဟုတ်လားအဲလိုပဲဒီကဓမ္မလူရှင်တို့ဒီဘဝခန္ဓာဆိုတာပါလေခုနကတုန်းကပြောတဲ့တဘာဝတရားကြီး၅မျိုးအစုအဝေးကြီး၅ခုစနေတကြပေါင်းဆက်ပြီးတော့အလုတ်ဖြစ်နေတာပေါ့ဟုတ်လားဒါကိုဆရာကြီးဥရွှေအောင်အသေးစိတ်ရှင်းပြတာတွေရှိတယ်အဲ့တော့ပြောရင်တာကဘာတုံးဆိုတော့တက်တက်တဘာဝတရားတွေသူ့အတူအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာပုဂ္ဂိုလ်တ attva ဆိုတာဘယ်နှရှာလို့မှ မတွေ့ရဘူးပေါ့။ဒါသဘာဝတရားပေါ့နော်။အဲ့ဒါဆရာတို့မထေမြတ်ကြီးကရှင်သာရိပုတ္တရာကအဲ့ဒီခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ရှင်းပြတာ။တခါကြီးတဲ့လူလောကကြီးမှာလူလဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုံကမျိုးကဘလို့မျိုးလဲဆိုလို့ရှိရင်ဟောဒီရုပ်ဝေဒနာသင်္ကြန်သင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီအစုဝေးကြီး၅ခုကိုငါလို့ထင်တယ်တဲ့။ဟုတ်လား။ငါလို့စွဲထင်နေတယ်မှတ်ထင်နေတယ်။အဲ့ဒီငါလို့ထင်တဲ့ပုံကလူလဲနာတယ်စိတ်လဲနာတယ်တဲ့။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်ငါလွတ်မှတ်ထင်နေသောပုံကိုယ်သည်ဒီဖောက်ပြန်ပြောင်းလဲတဲ့တော့ဒီသဘာဝတရားကြီး၅မျိုးဖောက်ပြန်ပြောင်းလဲလာတဲ့အခါမှာသူစိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်စိတ်ဆင်းရလိမ့်မယ်ကိုရှင်းရလိမ့်မယ်ပြင်းစွာပင်ပန်းမှုတွေဖြစ်ရလိမ့်မယ်တဲ့သောကပရိဒေဝဒုက္ခဒေါမနတဥပါယတာတရား၅မျိုးနော်ကိုကဒီသဘာဝတရားကြီးကိုငါလို့စွဲထင်လိုက်တယ်ဒီသဘာဝတရားကြီးကဘယ်လိုသဘာဝတရားကြီးလဲဆိုတော့ပျက်စီးတတ်တဲ့သဘာဝတရားကြီးပဲပြောရရင်ပျက်စီးနေတဲ့ပျက်စီးတတ်တဲ့သဘာဝတရားကြီးပဲဟုတ်လား ဲ့လိုငါလို့ဆွဲထင်လိုက်ပြီဆိုရင်ပျက်စီးတတ်တဲ့သဘောဝတရားကြီးကတစ်ချိန်မှာအပြီးပြန်ပါလို့မလို့ပျက်စီးလိမ့်မယ်။အဲ့ဒီပျက်စီးခြင်းကြပြီဆိုရင်ငါလို့ဆွဲထင်နေတဲ့ပုံကိုယ်ရဲ့စိတ်ဟာဘာဖြစ်လာမလို့ဆင်းရဲလာလိမ့်မယ်။နော်ဆိုရင်ရလိမ့်မယ်ငိုကြွေးရလိမ့်မယ်။နော်ကိုဆင်းရဲဖြစ်ရလိမ့်မယ်စိတ်ဆင်းရဲဖြစ်ရလိမ့်မယ်ပြင်းစွာပင်ပန်းရလိမ့်မယ်။သောကပတိတွေဝဒုက္ခဒေါမနတဥပါယတဟုတ်တယ်မဟုတ်လား။အဲ့ဒါကြောင့်မလို့ခန္ဓာ၅ပါးကိုငါလို့မှတ်တင်နေသော ပုဂ္ဂိုလ်ဒီကိုလဲနာတယ်စိတ်လဲနာတယ်တဲ့ အရင်အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ပြောတာနော်အဲ့လိုဆိုရင်စိတ်မနာအောင်နေတဲ့လူကဘလို့လူလဲဆိုတာရိပ်မိသွားပြီနော်ခန္ဓာ၅ပါးကိုငါလို့မမှတ်ထင်သောပုဂ္ဂိုလ်ဒါဟာသဘာဝတရားတက်တက်ပဲလို့အမြင်မှန်ရှိတဲ့ပုဂ္ဂိုလ်ဟုတ်လားအဲ့ဒီလိုပုဂ္ဂိုလ်တွေကြတော့ကိုယ်သာနာတော့လည်းပဲစိတ်မနာအောင်နေတဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်တဲ့ဘာဖြစ်လို့တော့ ਨੇ ဒီခန္ဓာ၅ပါးကြီးပြည့်စည်တဲ့အချိန်မှာခန္ဓာ၅ပါးကိုငါလို့စွဲထင်ထားမှုမရှိတဲ့ပုဂ္ဂိုလ်တွေဟာဆိုရင်ကြာလည်းမရှိဘူး ငိုစရာလည်းမရှိဘူးကိုရှင်ရဲစရာစိတ်ရှင်ရဲတရားပြင်းစွာပင်ပန်းစရာအကြောင်းတည်းမရှိဘူးတဲ့ဟောဟုတ်လားပျက်စီးလာတဲ့အချိန်မှာဘာဒုက္ခမှရောက်စရာအကြောင်းမရှိဘူးအောက်ဆောင်ငါလို့ဆွဲထင်ထားတာမရှိဘူးဒါသဘာဝတရားတက်တက်သူ့အတူအကြောင်းဆွဲဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့တက်တက်သဘာဝတရားပဲလို့သူ့မှာအမြင်ရှင်းထားတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ဘောင်းသူတို့ကောင်းတို့ဒါလေးကိုလူရင်းကြကြနားလည်ရမယ်နော် ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမျှပဲလို့အမှန်တိုင်းသိရင်ကိုနာတော်လည်းပဲစိတ်မနာအောင်နေတတ်တယ်လို့ ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမျှပဲလို့မသိပဲနဲ့ထင်ရှားမရှိတဲ့เนาะပုပ်ကိုတတ္တဝါကိုစိတ်ထဲမှာရှိတယ်ထင်ပြီးတော့ငါလို့စွဲထင်နေတဲ့အခြေမျိုးမှာမဖြစ်တော့ကိုယ်လဲနာတယ်စိတ်လဲနာအောင် နေနေတဲ့လူလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာ ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမျှဖြစ်နေတာသဘာဝတရားကိုသဘာဝတရားမျှပဲလို့သိနေဖို့ဆိုတာကဒီတိုင်းကြီးနေုံနဲ့သိလာမှာမဟုတ် နော်တရားနာယုံမြနဲ့လည်းပဲဒီအတိကပြည့်စုံမှာမဟုတ်နော်အဲ့တော့ခန္ဓာ၅ပါးတဘာဝတရားကိုခန္ဓာ၅ပါးတဘာဝတရားပဲပုံကိုတတ္တဝါမပါဘူးဆိုတဲ့ဒီအမြင်မှန်ကိုရဖို့အတွက်ဦးဇင်းတို့ဘယ်လိုစူးစမ်းရမလဲလို့မေးရင်သတိပဋ္ဌာန်တရားကိုပဲစူးစမ်းရမှာဟုတ်လားသတိပဋ္ဌာန်တရားကိုပဲအထောက်ရမှာသတိပဋ္ဌာန်တရားဆိုတာစောစောကလည်းအရေးအမြတ်ပြောခဲ့ပါတယ်နော်ကိုယ်ခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်နေတိုင်းအမှန်အကန်သိနေအောင်စူးစမ်းတာဟုတ်လားဘာပဲဖြစ်ဖြစ်သိနေအောင်စူးစမ်းတာနော် အဲ့လိုတတိဆွဲမြဲလာပြီဆိုတာနဲ့အမျှဆေးဟာတည်ငြိမ်မှုရှိလာတယ်တည်ငြိမ်မှုရှိလာပြီဆိုတာနဲ့အမျှပမှန်ကန်ကန်သိမြင်နားလည်မှုဆိုတာဖြစ်လာတာဒါသဘာဝတရားပဲသူဟာလေဟုတ်လားတတိသာထားနေလို့ရှိရင်မှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာရကိုရမယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်တတိလေးထားတဲ့အလေးအကျင့်ကိုကျွတ်တို့စူးစမ်းကြရမယ်ပေါ့စူးစမ်းတဲ့နေရာမှာစနစ်တကျတံပိုးထားပြီးတော့စူးစမ်းဖို့တော့လိုတယ်နော်တရားမှတ်တဲ့နေရာမှာအချင်းတူတူလေးပဲမှတ်မှတ်တကယ်ကိုရိုးရိုးသေးသေးလေးမှတ်ဖို့လိုတယ် ဒီအလို့ရတန်ဖို့ဓာမြတ်စွာဘုရားနော်ပို့ပို့ပေးပေးရခဲ့တဲ့နီလမဟုတ်ဘူးလေးတင်ချင်းနဲ့ကဘာတဲ့တင်ပါရမီဖြည့်ပြီးတော့မှနော်သဗ္ဗညုတဉာဏ်ကြီးကိုရပြီးတော့မှတိခဲ့မြင်ခဲ့ရတဲ့နီလန်းဆိုတာကိုတန်ဖို့ထားပြီးတော့ယူတီတီလို့ဖို့မလိုဘူးလားနော်ကိုယ်ခန္ဓာမှာဘာပဲဖြစ်ဖြစ်သတိလေးထားနေရမယ်နော်ဘာပဲဖြစ်ဖြစ်သိနေလဲရမယ်ပေါ့သိနေအောင်ကြိုးစားတဲ့နေရာမှာအရေးကြီးတာကပြစ်စုံပန်တဲ့ဖို့အရန်အရေးကြီးတယ်ဒလဇက်သိနေတိပိသားကိုထားခဲ့ ်အခုရင်လေးသိခဲ့တာကိုပဲထားခဲ့ပြန်မတွေးနဲ့စိတ်ကအရင်ကြီးအကျင့်ပါနေတယ်ဖြစ်ခဲ့တာတွေကိုအရင်တွေးတာပဲစိတ်ကတွေးရင်ကိလေသာဝင်လာလိမ့်မယ်ခုရင်လေးဖြစ်ခဲ့တာကိုမတွေးတော့နဲ့စောစောကဖြစ်ခဲ့တာကိုမဆိုထားနဲ့နော်အခုရင်လေးဖြစ်နေတာတရားမှတ်ရင်နဲ့ခုရင်လေးဖြစ်တာကိုခုရင်လေးသိလိုက်တယ်အဲ့ဒါကိုပဲမတွေးတော့နဲ့နောက်ထပ်ထပ်ပြီးတော့သိစရာအရင်သိဖြစ်နေတာတွေအများကြီးရှိတယ်ဆက်ဆက်ပြီးတော့သိသွားမဖြစ်သေးတာကိုလည်းနည်းနည်းမှကြူပြီးတော့မတွေးနဲ့စိတ်ကိုရှေ့လေကြိုမရောက်စေနဲ့နောက်ကြပြီးတော့လည်းမကြံရစ်စေနဲ့တတ်နိုင်တဲ့ပြည့်စုံပန်တဲ့အောင် အားဆရမယ်ပေါ့ဟုတ်လားအဲ့လိုဖြစ်စေအခိုက်အတန့်လေးတွေနော်ပစ္စုပန်ကိုအယံမိအောင်ဖမ်းနိုင်ဖို့ကြိုးပမ်းအထောက်ရမယ်ပေါ့ပစ္စုပန်ကိုလိုက်ပြီးတော့အမိဖမ်းရမယ်ပစ္စုပန်လေးတိုင်းပစ္စုပန်လေးတိုင်းကိုတည်တည်နေရမယ်လို့ဆိုလိုတာနော်တတ်နိုင်သမျှပစ္စုပန်တက်အောင်ကြိုးစားပစ္စုပန်ဆိုတာအလွန်မှတူတောင်းတဲ့အခိုက်အတန့်လေးပဲတကယ်တမ်းပြောပြလို့မရလောက်အောင်တူတောင်းတဲ့အခိုက်အတန့်လေးပဲဟုတ်လားအဲ့ဒါလေးတွေကိုဦးဇင်းတို့ဘာလုပ်ရမှာတော့တည်အောင်ကြိုးစားရမယ် ပြီးပြီမရှိတော့ဘူးเนาะအဲ့ဒီဥစ္စာနောက်ထပ်တစ်မျိုးဖြစ်နေပြီဆက်တိဆက်တိဆက်တိသွားမယ်ဟုတ်လားအေးအဲ့ဒါမလုပ်တဲ့ခေါ်တော့တတိပဌံဘာဝနာပွားများလဲခေါ်တာအဲ့လိုတတိသာတလက်ဆက်ဖြစ်နေအောင်ကြိုးပမ်းအားထုတ်မယ်ဆိုလို့ရှိရင်အော်ဒါပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်ပါလားတက်တက်သဘာဝတရားတွေသူ့သူအကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာပါလားဆိုတာကိုသူအမြင်မရှင်းပေဘူးလားမြင်ရှင်းမယ်နော်တတိထားတဲ့နီးဖြင့်သာလျင်ဒီအမြင်ရှင်းလင်းမှုဉာဏ်ပညာကိုရနိုင်တာဟုတ်လား သဘောတရားပိုင်းဆိုင်ရာအရာတော့ပြောတော့ပြောသွားတာပဲဟုတ်လားခန္ဓာ၅ပါးမှာပုဂ္ဂိုလ်တ attva မရှိဘူးခန္ဓာ၅ပါးသဘာဝတရားတက်တက်များဖြစ်နေတာလို့ပြောတော့ပြောသွားတာပဲဟုတ်လားသို့တော့တတိကင်းပြီးတော့နေမယ်ဆိုရင်အဲ့ဒီအမှန်တရားကိုသိနိုင်မလားမသိနိုင်ဘူးနော်ဒါကြောင့်တရားနာပြီးတော့ဒီသဘောသဘာဝအမှန်တွေကိုသိဖို့လိုသလိုလက်တွေ့သတိထားပြီးတော့လည်းပဲကိုယ့်ရဲ့ကိုယ်ပိုင်ဉာဏ်နဲ့သိဖို့ကမလိုဘူးလားကြားလို့သိတဲ့အဆင့်တွေးလို့သိတဲ့အဆင့်များမကဘဲနဲ့လက်တွေ့ပွားများအထုတ်ပြီးတော့သိတဲ့အဆင့်ထိရောက်အောင် အဆင့်ကိုမြင့်တင်ကြဖို့ပြောပြတာတုတ္တမယဉဏ်စေတမယဉဏ်ဘာဝနာမယဉဏ်တိတိသွားမှာဟုတ်လားဒါကြောင့်ဘေးသာပေါင်းသူတော်ကောင်းတို့ရှင်သာတိဗုဒ္ဓရှင်းပြတာလေးကိုစိတ်ထဲမှာစွဲနေအောင်မှတ်ရမယ်နော်တဘာဝတရားကိုပုဂ္ဂိုလ်တတ္တဝါလို့ထင်တဲ့ပုဂ္ဂိုလ်ဟာလူလဲနာတယ်စိတ်လဲနာတယ်တဘာဝတရားကိုတဘာဝတရားပဲလို့သိတယ်ပုဂ္ဂိုလ်တတ္တဝါလို့ထင်မှမှားမှုမပါဘူးအဲ့ဒါဆိုရင်လူနာတော်လည်းပဲစိတ်မနာအောင် နေတဲ့လူတဲ့ ဟုတ်လားအဲ့ဒါလိုလက်တွေ့ကြကြနေမယ်ဆိုရင်ဘယ်လိုနေရမှာတော့တတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့နေကြရမှာဟုတ်ရဲ့လားအဲ့ဒါကနာကုလပိတာတကကြီးကိုရှင်သာတိဗုဒ္ဓရဲ့ရှင်လင်းပြောပြခြင်းပေါ့နော်ဒါကလူကြီးတွေအတွက်ဥရှင်တို့ဥစားပေးပြီးတော့ပြောလိုက်တဲ့အကြောင်းအရာပေါ့လူငယ်တွေအတွက်ဥစားပေးတယ်လူကြီးတွေအတွက်ဥစားပေးတယ်ဆိုဥစားပေးတာကိုပဲပြောတာလူငယ်တွေအတွက်ဟောတဲ့တရားလူကြီးတွေနဲ့မသက်ဆိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူး လူကြီးတွေဟောတဲ့တရားကိုလည်းလူငယ်တွေနဲ့မသက်ဆိုင်ဘူးလို့ဆိုတော့တာမဟုတ်ဘူးဒီနေ့မှာလူကြီးတွေလူငယ်တွေဆိုတာကအထက်ကကဉာဏ်ပညာကိုတောင်ရည်ညွှန်းတယ်လို့ပြောရမလို့ရှိတယ်နော်အသိဉာဏ်ကြီးရင်လူကြီးပဲလေအသိဉာဏ်ငယ်ရင်လူငယ်ပေါ့ဟုတ်လားကိုယ့်ရဲ့ဉာဏ်နဲ့သက်ဝင်ကျဆားနိုင်ဖို့ဒါလည်းအထက်ကအရေးမကြီးဘူးလားအရေးကြီးတယ်သို့တော်ရည်ဘူးရအဖြစ်တော့လူငယ်တွေအတွက်ရည်ရွယ်တဲ့တရားလူကြီးတွေအတွက်ရည်ရွယ်တဲ့တရားဆိုတာကိုတော့ပြောလိုက်ရတယ်ပေါ့ဟုတ်လားအဲ့တော့ဒီကနေ့တင်ကြတဲ့နဲ့တရားပဲနဲ့ပုံနာတော့ နှစ်ဖွင့်လာရတယ်နော်ပထမတရားကဘာလဲဥက္ကအမတ်ကြီးဟုတ်လားမိဂါဒတတိယချမ်းသာကြွယ်ဝမှုကိုတန်အတော်လာလျှောက်လို့မြတ်စွာဘုရားကအေးအဲ့ဒီဥစ္စာပစ္စည်းတွေနည်းသည်ဖြစ်စီများသည်ဖြစ်စီအဲ့ဒါကတော့ကြီးအရေးမပါဘူးဟုတ်လားအလွန်မုံမြတ်တဲ့စိတ်ရဲ့အရည်အသွေးလို့ဆိုတဲ့စိတ်မှန်တဲ့ချမ်းသာကိုပေးနိုင်တဲ့တတ္တသီလဟိရိဥဒ္ဒဘသုဒ္ဒစာကပညာလို့ဆိုတဲ့ဒီတရားခုနှစ်မျိုးရှိမှတကယ်ချမ်းသာတဲ့လူလို့ဆိုတာဒါလေးကိုအခြေခံပြီးတော့အများကြီးမပြောခဲ့ဘူးလား ြောတယ်နော်အဲ့တော့အဲ့ဒီဥစ္စာပစ္စည်းခုနှစ်မျိုးကိုရဖို့အတွက်ဦးဇင်းတို့တတိယဆိုတဲ့အပ္ပမဒတရားနဲ့ပဲဂျိုးပန်းအထုတ်ကြရမယ်လို့ဆိုခဲ့တယ်နော်တတိရှိခြင်းအဖြစ်သားလျင်တရားတရားကိုခိုင်မြဲစေလိမ့်မယ်ကုကျင်သီလကိုဖြူစင်စေလိမ့်မယ်ဟီရီဥဒ္ဒဘကိုအားကောင်းစေလိမ့်မယ်သုတ္တဆိုတာကိုကျေပြန့်စေလိမ့်မယ်စွန့်လွတ်မှုဆိုတာကိုစွန့်နိုင်အောင်ပြုပြစ်လာစေလိမ့်မယ်ဟုတ်လားအသိဉာဏ်ပညာကိုရရှိလိမ့်မယ်တတိနဲ့ကင်းပြီးတော့သူတော်ကောင်းတရားခုနှစ်မျိုးမရနိုင်ဘူးဒါကိုအချိန်ကြာကြာနားလည်ရမယ်နော် ဒါကလူငယ်တွေအတွက်အဓိကယူရပြောတာလူငယ်တွေဆိုတာကကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုတဲ့စိတ်တွေကရှိမယ်ဟုတ်လားအဲ့တော့အခြေခံကြကြလောကကသင်ပေးတဲ့အသိပညာလောက်နဲ့ဘလို့မှမလုံလောက်ဘူးဆိုတာကိုနားလည်ဖို့ပြောပြတာမြတ်စွာဘုရားသင်ပြပေးတဲ့အသိဉာဏ်ပညာကိုရဖို့မလိုဘူးလားလို့တယ်နော်မြတ်စွာဘုရားကတော့ဘလို့ပြောတော့တတ္တသီလဟိရိဥဒ္ဓမ္ပတုဒ္ဒစာကပညာရှိရင်ချမ်းသာတယ်လို့ဟောတာဒါကိုလက်တွေ့အကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ပိုင်ဆိုင်အောင်ကြိုးစားရင်းဖြင့် ချမ်းသာတဲ့လူတယောက်အဖြစ်သို့ရောက်ပြီးတော့မြတ်စွာဘုရားရဲ့ဒေသနာကိုလက်တွေ့ကြကြထောက်ခံနိုင်တဲ့လူတယောက်ဖြစ်မယ်ဆိုရင်အယံမကိုပဲတရားနာရချိုးနှက်သွားမယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နော်ဒါကလူငယ်တွေအတွက်ယူရတဲ့တရားပေါ့ဟုတ်လားနောက်လူကြီးတွေအတွက်ကဘာလဲတော့ကိုနာတော့လည်းပဲစိတ်မနာအောင်နေရမယ်အဲ့ဒီရှိရပြောတဲ့စကားလေးလည်းကောင်းတယ်နော်တခဏမျှကိုကိုကိုနေကောင်းပါလေလို့ပြောခဲ့မယ်ဆိုရင်အဲ့ဒါဘာလို့မိုင်မဲလို့ပါခန္ဓာကိုယ်ဆိုတာတခဏလေးတောင်မကောင်းဘူးဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဟုတ်လား အဲ့တော့အဲ့ဒီအမှန်တရားတွေကိုသိဖို့တနည်းအားဖြင့်လူနာတော်လည်းပဲစိတ်မနာအောင် နေတတ်ဖို့ဘယ်လိုနေရမှာတော့ခန္ဓာ၅ပါးတဘာဝတရားကိုခန္ဓာ၅ပါးတဘာဝတရားမျှပဲလို့အမြင်ရှင်းအောင်ကြိုးစားရမယ်။ထင်ရှားမရှိတဲ့ပုဂ္ဂိုလ်တတ္တဝါကိုရှိတယ်ထင်ပြီးတော့အထင်မှားပြီးတော့နေရင်လူလဲနာမယ်၊ရှိလဲနာမယ်။အဲ့ဒီအမြင်မှန်ကိုရဖို့အတွက်ဘယ်နည်းနဲ့ကြိုးစားရမှာတော့တတိပဋ္ဌာန်ဘာဝနာနည်းနဲ့ပဲကြိုးစားရပါ။အဲ့တော့ဦးဇင်းတို့ သူတော်ကောင်းတရား9မျိုးနဲ့ပြည့်စုံဖို့ဆိုရင်လည်းပဲတတိနဲ့ပဲကြိုးစားပါဟုတ်လားလူနာတော်လည်းပဲစိတ်မနာအောင် နေဖို့ဆိုတော့လည်းပဲတတိနဲ့ပဲကြိုးစားပါတတိစီကိုပဲသူတော်ကောင်းတရားအလုံးဟာဥဆိုင်နေတယ်ခေါင်းဆိုင်နေတယ်ဟုတ်လားဒါကြောင့်သူတော်ကောင်းတရားတကသူတော်ကောင်းတရားတွေထဲမှာအပ္ပမာဒဆိုတဲ့သူတော်ကောင်းတရားအမျက်ဆုံးဖြစ်တယ်လို့ဒေသနာတော်တွေအများစုမှာမြတ်စွာဘုရားဟောထားတာတွေရှိတယ်ဟုတ်လားဒါကြောင့်နေတိုင်းနေတိုင်းလည်းပဲအပ္ပမာဒိနတံပါတိထ တတိဆိုတဲ့အပ္ပမာဒတရားနဲ့သူတော်ကောင်းတရားတွေကိုပြည့်စုံအောင်ကြိုးစားရမယ်လို့ဒီလိုကမဆုံးပါဘူးလားဆုံးပါတယ်နော်တတိဆိုတဲ့အပ္ပမာဒတရားနဲ့ပဲဒုက္ခငြိမ်းအောင်ကြိုးစားကြရမှာစစ်မှန်တဲ့ချမ်းသာကိုရအောင်ကြိုးစားကြရမှာဟုတ်လားဒါကြောင့်ဦးဇင်းတို့ဒီကနေ့တရားနှစ်ပုဒ်ပေါ့နော်လူငယ်ပိုင်းလူကြီးပိုင်းနော်အပ္ပမာဒဆိုတဲ့တတိတရားလက်ခံထားပြီးတော့ပြည့်စုံသင့်တဲ့ဒီသူတော်ကောင်းတရားတွေကိုပြည့်စုံအောင်ကြိုးပမ်းအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ည ဘေးတဘောင်တရဝန်တို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကာမှုအစွစုတို့ရဲ့စွမ်းသက်တည်းကြောင့်ဖရာတပည့်တော်တို့သည်မဲ့ညာဖို့ညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောင်းမျက်မှောက်ပြုပရာစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း